ဝေးချင်းအောင်မြင်မှုဆိုတာတော့ကျွန်တော်ဘုပ္ပင်သာအောင်မြင်မှုပဲပို့လို့ခြင်းနေရဘာကြောင့်လဲဆိုတော့ဒီပတ်စံကိုကျွန်တော်ဆုံးပြီလို့တွတ်ထားပြီသားဆုံးသွားပြီတွတ်ထားပြီသားကျွန်တော်ဘုပ္ပင်သာအောင်မြင်မှုပဲလို့ခြင်းနေကြောက်ကြားတယောက်အနေနဲ့တာဝန်ယူသိမ်းယူလိုက်တဲ့အရာတွေအားလုံးတာဝန်ယူရလက်ရှိမှာလဲဒီ relationship ကကျွန်တော်ဥဆောင်ရတာပဲလေကျွန်တော်ပဲစီးပွားရှာကျွန်တော်ပဲ management လုပ်ကျွန်တော်ပဲအကုန်လုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်ခရီးရတော့ကျွန်တော်ခရီးတိုင်းပဲသွားမှာပါပဲ ဟာဒီနေ့ကုံတော့မှန်းထားတာပေါ့နော်ဒီနေ့ကုံတော့မှန်းထားတာပေါ့ဆိုတော့နောဆယ်တော့ချင်းချင်းចောင်းចောင်းနေရရှိနေသေးတော့ဘာလို့ပြောရတော့ခတ်နေသေးတယ်အခုလဲကြည့်လေကျွန်တော်မထင်မဖဲနဲ့ငလျင်ပေးဖြစ်သွားတယ်ဒီလိုရှိမှကျွန်တော်ပျော်နေလို့ပဲကောင်းပဲချင်းမနီးစက်နေပါပြီ။ဟုတ်ပြတာဝင်ရဖို့နီးစက်နေပါပြီ။ဒါမဲ့ကျွန်တော်က production အသစ်ဖြစ်နေတယ်။ အဲတရုတ်ဆောင်တွေကလည်းကိုတူတူဆန်ကိုနေထလင်းကလွဲပြီးရင်ကျန်တာလည်းအစ်စ်နီးပါပေါ့မထောရနာကိုလွဲပြီးကျန်တာအစ်စ်နီးတော့ဂျောနာအစ်စ်ဖြစ်နေတယ်ဆိုတော့ပရိသတ်အနေနဲ့ဒီဂျောနာပေါ့ဒီဂျောနာကိုဒီ sport com sport sport drama ပေါ့မရှိဘူးလေကျွန်တော်ဆိုပါအရင်တော့မရှိခဲ့ဘူးဆိုတော့ဒါကိုပရိသတ်လက်ခံမလားလက်မခံဘူးလားဆိုတာလည်းရုံရှင်တွေလည်းစဉ်းစားနေတယ်ထင်ပါတယ်ဆိုတော့ကျွန်တော်ကအဖက်ဖက်ကဝိုင်းဝန်းစဉ်းစားနေကြတော့ တာမန်လမ်းကြောင်းတစ်ခုလေးတော့မဟုတ်ဘူးပေါ့နည်းနည်းတော့ကျွန်တော်အားဆိုင်ရတယ်အားထက်ညရတာပေါ့ဟုတ်အဲ့အချိန်လေးပါပဲဇင်ကုန်တာတော့ဟိုကိုဖန်လေးထားတဲ့အမှုပညာတစ်ခုကိုပရိသတ်ကလက်ခံမလားလက်မခံလားဆိုတာပို့ပြီးတော့ဇင်ကုန်တာပေါ့နောက်တစ်ချက်ကဟိုက sport community ကိုကိုစားပြုလိုက်တာအဓိက futsal community ပေါ့ကိုစားပြုလိုက်တော့ကိုရိုက်ပြထားတဲ့အရာကသူတို့တွေလက်ခံနိုင်မှာမလားပြီးတော့ကျွန်တော်ထင်တယ်ကျွန်တော်ကယုံနေကိုမရောက်တာကြာတဲ့ပရိသတ်တွေယုံနေပြန်ခေါ်ရမယ်က ပြန်ခေါ်နိုင်မဲ့ကားပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရုပ်ရှင်ကိုလက်ရှိကြည့်နေတဲ့လူအစီအတွက်ကတည်တံ့တစ်ခုရှိတယ်။ဒါကကျွန်တော်အဲ့လောက်ပဲပြောပြချင်သေးတည်တံ့တစ်ခုရှိတယ်ဆိုတော့ကျွန်တော်တို့က market ethic ကိုရှာရတော့မှာ။အဲ့တော့ market ethic ကိုရှာရုံထဲကိုမရောက်လာတာကြာတဲ့ပရိသတ်တွေကိုရုပ်ရှင်ကြည့်ကြအောင်ကျွန်တော်ကပြန်ခေါ်ရမှာ။ဆိုတော့ကျွန်တော်ကအဲ့လိုယူရပြီးရိုက်ထားတာဖြစ်တဲ့အတွက်သူတို့တွေကအစောတည်းကဒီကားတွေကိုမကြည့်ဘူးဆိုပြီးကန်ထားတဲ့လူတွေလေ။အဲ့ကန်ထားတဲ့လူတွေကိုကျွန်တော် သူတို့ကမ်းပတ်ပြန်လာကြည့်တဲ့အချိန်မှာကျွန်တော်ကသူတို့ satisfy ဖြစ်အောင်ကျွန်တော်ဖန်တီးပေးနိုင်ပါမလားဆိုတဲ့အရာပို့ပြီး challenge လည်းဖြစ်တယ်ပို့ပြီးတော့ရှင်လဲခုံလဲကျွန်တော်စိတ်ထဲမှာရှိတာဝေးချင်းအောင်မြင်မှုဆိုတာထားကျွန်တော်ဘုပ္ပိတာအောင်မြင်မှုပဲပို့လို့ခြင်းနေတာဘာကြောင့်လဲဆိုတော့ဒီပတ်စံကိုကျွန်တော်ဆုံးပြီလို့တွက်ထားပြီသားဆုံးသွားပြီတွက်ထားပြီသားကျွန်တော်ဘုပ္ပိတာအောင်မြင်မှုပဲလို့ခြင်းနေတာဆိုတော့ ဒီမှာလေးပြောတော့ခုနကဟာကိုကျွန်တော်တွေးတော့မတွေးဘူးအခုမှတွေးပြီလားသူရဲ့စီမင်းအရာပေါ့စီမင်းအရာဟိုအဥပဒေလို့ရှိရင်အဥပဒေပါ냐အရာဆိုတော့ဒါဒီဖောက်ပြက်နေတဲ့ကိစ္စပေါ့နော်စီကံဖောက်ပြက်တဲ့ကိစ္စပေါ့ဒါပေမဲ့ကျွန်တော်ကတော့လက်ရှိမှာစီးပွားရေးမတွက်ထားတဲ့လူဖြစ်တဲ့အတွက်မပြောတတ်ဘူးကျွန်တော်ဆိုတော့ဟုတ်တယ် ဘာမှကျွန်တော်မသိသေးဘူးတိတ်ပေါ့ကိုယ်ပခံသေးလို့နေမှာပေါ့နော်ခံရရင်တော့သိမှာပေါ့နော်မခံသေးလို့နေမှာပေါ့ကျွန်တော်ခံကြည့်လိုက်အောင်မယ်လေနော်ဘာတော့ဘာမှမလုပ်ချင်ဘူးကျွန်တော်လုပ်ချင်တယ်ကျွန်တော်ဘာလို့လို့ဘာမှမပြောဘူးဟိုအေးအေးနေတာဆိုရင်လည်းအေးအေးနေတဲ့လူဆိုတော့ကျွန်တော်ပဲလှုပ်ကြည့်တော့ဘာသူပေါအောင်တော့မနေ့ဆွဲခေါ်နေတာကျွန်တော်ကမတုံလုံးမပေါဘာလုံးမပေါဘာလို့ပေါ့အဲ့လိုတော့မဖြစ်ပါဘူးကျွန်တော်ဘက်ကတော့ဘာမှလင်ခင်းတာမျိုးမရှိပါဘူးဘာမှလို့တာဝန်မယူတာမျိုးတော့မရှိပါဘူးကျွန်တော်အကုန်ကြောက်ကြတဲ့အောင်နေနဲ့တာဝန်ယူသိမ်းယူလိုက်တဲ့အရာတွေအားလုံးတာဝန်ယူတယ်လက်ရှိမှာလည်း ဒီ relationship ကကျွန်တော်ဥဆောင်ရတာပဲလေကျွန်တော်ပဲစီးပွားရှာကျွန်တော်ပဲ management လုပ်ကျွန်တော်ပဲအကုန်လုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်ခရီးရတော့ကျွန်တော်ခရီးတိုင်းပဲသွားမှာပေါ့ဗျာအာဒီနေ့ကုံတော့မှန်းထားတာပေါ့ဒီနေ့ကုံတော့မှန်းထားတာပေါ့ဆိုတော့တော့ဆိုတော့ချင်းချင်းတောင်းတောင်းနေရရှိနေသေးတော့အားဆိုပြောရတော့ခတ်နေသေးတယ်အခုလည်းကြည်လေကျွန်တော်မထင်မှတ်ဘဲနဲ့ငလျင်ပေးဖြစ်သွားတယ်ဒီလိုရှိမှကျွန်တော်ပျော်နေလို့ပဲကောင်းပြီဆိုတော့ပြီးတော့မနေ့ညကတ်လှုပ်သွားတယ်လीအေးဆိုတော့ ိလိုက်တယ်သိလိုက်တယ်ဆိုတော့ဟိုကျွန်တော်ဒီချိန်မှာမပြဘာတွေးတာကြိုတွေးတာမကောင်းပါဘူးမမပြောနေတာကောင်းပါဘာမှကြိုတွေးလို့မရပါဘူး